အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကားအင်ဂျင်အိတ်ဇောလိုင်းမှာရှိတယ်ကြောက်စကားမကောင်းလို့ရှိရင်ဘယ်လိုဖြစ်တယ်လဲဆိုတော့လက္ခဏာလေးတွေကိုဒီနေ့ဘူးတရပြင်မျှပေးကြတာဖြစ်ပါတယ်ဓာတ်စီအင်ဂျင်တွေမှာကြောက်စကားကို catalytic converter လို့လည်းခေါ်တယ် three way converter လို့လည်းခေါ်တယ်အဲသူ့ရဲ့အဓိကအလုပ်လုပ်ပုံကကားအိတ်ဇောတွေကနေထွက်လာတဲ့အန်တီယာရှိတဲ့ဓာတ်ငွေတွေကိုဒီကြောက်စကားထဲမှာဒီတန်ဖိုးကြီးတက်ထူတွေဖြစ်တဲ့ platinum လို့ polydium လို့နဲ့ ဒီဓာတုတက်ပြမှုဖြစ်စဉ်တွေဖြစ်ပြီးတော့ NDR ရှိတဲ့ဓာတ်ငွေတွေကနေပြီးတော့ NDR မရှိတဲ့ဓာတ်ငွေတွေအဖြစ်ပြောင်းလဲပေးတာကိုကျွန်တော်တို့ဒီကြောက်စက်ကလို့ခေါ်တယ် catalytic converter လို့ခေါ်ပါတယ်ကြောက်စက်ကကားအင်ဂျင်ရဲ့အိတ်ဇောလိုင်းမှာတက်ဆင်ထားတာဖြစ်တဲ့အတွက်ကြောက်စက်ရဲ့အပူချိန်ကိုကျွန်တော်စကန်တူးနဲ့စစ်ကြည့်မှဆိုလို့ရှိရင်အပူချိန်400ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲကြောက်စက်ရဲ့တက်တန်းကကျွန်တော်ရေပူအားဖြင့်10နဲလောက်ရှိတယ်အဲကြောက်စက်ကမကောင်းလို့ရှိရင်ကျွန်တော်အင်ဂျင်ချက်မီတွေလင်းနိုင်တယ် ကားလေပါနင်းလို့ရှိရင်ဝိနေတာမျိုးတွေဖြစ်နိုင်တယ်ကားအိဇောလိုင်းကထွက်တဲ့ဓာတ်ငွေတွေကအနတ်သက်မကောင်းမဲ့နဲ့ကျွန်တော်ကျဲဥပုံနံကဲဆိုအနံဆိုးတွေထွက်တာလည်းဖြစ်နိုင်တယ်နောက်ပြီးတော့ကြောက်စကားမကောင်းလို့ရှိရင် ကားဟီတက်တာမျိုးတွေစီလီချိုးမမှန်တာတို့နောက်ပြီးတော့ကျွန်တော်မီးစံခောက်တာတွေလည်းကြုံရတတ်ပါတယ်ကြောက်စကားအဓိကပျက်စီးရတဲ့အကြောင်းရတော့တက်တန်းတစ်ခုကြာလို့လည်းပျက်စီးနိုင်တယ်အဲပြီးကြတော့ကျွန်တော်တို့ဒီ AC လို့ခေါ်တဲ့ဟိုက်ဒရိုကာဗွန်ပေါ့နော်မလောင်ကျွမ်းသေးတဲ့အဲဒီစီလီချိုးတွေ အိမ်စိုးကနေထွက်ပါများလို့ရှိရင်လည်းကြောက်စရာပျက်စီးတတ်တယ်။ဥပမာကျွန်တော်တို့ကား range ကျနေတာတို့အင်ဂျင်ကျနေတာတို့အင်ဂျင်ရဲ့မီးလောင်ခန်းတွေကိုအင်ဂျင်ဝိုင်တွေကြော်ပြီးရောင်းနေလို့ရှိရင်လည်းဒီမီးအကုန်မလောင်ကျွမ်းရနေတဲ့ဓာတ်ငွေတွေကအိမ်စိုးပိုင်လန်းနေအများကြီးထွက်မှာဆိုလို့ရှိရင်ကြောက်စရာပျက်စီးနိုင်တယ်။ပြီးတော့ကျွန်တော်တို့ဘားစီးတွေမကောင်းတာတို့ပလက်တွေမကောင်းတာတို့ဟိုစသဖြင့်ပလက်ကွိုင်းတွေမကောင်းတာတို့စီလီချိုးမှန်မှန်လို့ရှိရင် မလောင်ကျွမ်းတဲ့စီတွေကအိမ်စောကနေထွက်ပါများလေလေကြောက်စကားပျက်စီးလွယ်လေဖြစ်ပါတယ်။ဒါကြောင့်ကြောက်စကားတက်တန်းရှိဖို့ဆိုလို့ရှိရင်ကားအင်ဂျင်စီလီချိုးမှန်ဖို့လိုတယ်။အိုတူးစင်စာမကောင်းတာတို့ပလက်မကောင်းတာတို့ပလက်ကွိုင်းမကောင်းတာတို့ဒီ rain တို့ဘားစီးတို့ဟိုစသဖြင့်ဓာတ်တွေမကောင်းလို့ရှိရင်ကျွန်တော်ကြောက်စကားအချိန်မတိုင်ခင်ပျက်စီးမယ်။အချိန်မတိုင်ခင်ကျွန်တော်ကြောက်စကားပိတ်တာတွေနဲ့ကြောင်းဝနိုင်ပါတယ်။အဲကြောက်စကားပိတ်ပြီဆိုလို့ရှိရင်တချို့ကကြောက်စကားကိုဆေးကြတယ်။အဲဆေးမရလို့ရှိရင်တချို့ကလဲတာရှိတယ်။ ဲတချို့ကြတော့လေဒီကြောက်စကားဈေးကြီးတဲ့အတွက်မလဲတော့ဘဲနဲ့ဒီအိဇောပိုင်လန်ကိုခွဲထုတ်ပြီးတော့ကြောက်စကားကိုထုတ်လိုက်တာလည်းရှိတယ်ဗောနော်အဲတကယ်တမ်းဒီလိုကြောက်စကားထုတ်တာကကောင်းကျိုးတယ်ဆိုးကျိုးအများများပါတယ်အဲဒီအိဇောကနေထွက်တဲ့ဓာတ်ငွေတွေကပြင်ပလေတူတွေကိုဓာတ်ရိုက်ရောက်မှဆိုလို့ရှိရင်မိမိကိုယ်တိုင်လည်း ဟိုအစိတ်တောက်တွေဖြစ်စေနိုင်လဲပန်ဝန်းကျင်လဲအစိတ်တောက်တွေဖြစ်စေနိုင်တယ်ကားစီလီချိုးမှပြီးတော့ကားစီစားတာတွေအယုံဆွဲကြတာတွေစသဖြင့်နောက်ဆက်တွဲပြဿနာတွေအများကြီးဖြစ်နိုင်ပါတယ်ဒါကြောင့်ကြောက်စက်ကမကောင်းဆိုလို့ရှိရင်အရင်ဆုံးဆေးကြည့်ရမယ်အကိမရဘူးဆိုဆိုလို့ရှိရင်တော့ကြောက်စက်ကကိုကျွန်စနစ်တကျလဲလဲရမှာဖြစ်ပါတယ်အဲဒီနေ့ဒါလေးကိုဘူးသူရအဖြစ်မျှဝေခြင်းဖြစ်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ